် IWD online media ကိုချစ်ချိုအပိနေရပြိသက်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။မဟာကမန္ဌာနာစတိယဘွဲ့တစိတ်တော်ထက်ဆင့်ခုံပြုပူဇော်ခြင်းခုနဝိသိဋ္ဌပူဇော်ခြင်းမင်္ဂလာခမ်းနာကျင်းပခဲ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံခရိုင်မင်္ဂလာတုံမြို့နယ်ပေါင်းကူညာနာရက်ခွဲရွှေဓမရင်ငင်ကျောင်းတိုင်ဦးစီးပဒနာနာရကတာနာရောဆိုင်ရာဘွဲ့စိတ်တော်ရာဆရာတော်ဗဒ္ဒနာဝိသိဋ္ဌမထေမြတ်အား မဟာကမ္မထာနာစတိယဘောတစိတ်တော်ထသင့်ခုံပြုပူဇော်ခြင်းခုနဝိသိတ်္ထပူဇော်ခြင်းမင်္ဂလာခန္ဓာကိုသာသနာတော်နဲ့2568ခုကောစာတက္ကရေ1389ခုနဲ့တကူလာပြည့်ကျော်9ရက်ခရစ်နှစ်2025ခုနဲ့အေဗီလာ19ရက်နေ့ကကျင်းပခဲ့ပါတယ်အဆိုပါခန္ဓာကိုနမောတတ္တသုံးခြင်းရွတ်ဆိုရေးခန္ဓာဖွင့်လက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံခရိုင်မင်္ဂလာတုံမြို့နယ်မြို့နယ်တန်ခါနာကဥက္ကဋ္ဌမဟာမင်္ဂလာကျောင်းတိုက်ဆရာတော်မထေမြတ်ထံမှစစ်ပါတီလာခံယူဆောက်တည်ခဲ့ကြပြီဆရာတော်မှာတာရဏီယဩဝါဒကထာမင်ကြားခဲ့ပါတယ်ဆက်လက်ပြီးတန်ခါတော်အရှင်သူမြတ်များမှာအနည်းငယ်ခင်ပြည့်တရားတော်များရှင်းလင်းခဲ့ကြပါတယ်တာနာတော်ဆိုင်ရာမဟာကမ္မဌာနစတိယဘဝတ္တစိတ်တော်ရာဗတ္တနာဝိစိတ်တမထေမြတ်ရဲ့ ထိပတိကထာကိုလည်းလည်းကုန်းဆရာတော်ပဒန္တဓမ္မိတရအရှင်သူမြတ်မှဖတ်ကြားလျှောက်ထားခဲ့ပြီးအပူဇော်ခံဆရာတော်အရှင်သူမြတ်အားဆန္ဒယဗတ်တန်တင်ရစ်ဆက်ပူဇော်အပ်တော်ရှစ်ဆယ်ပေါ်တိထက်အားတိတန်ရှင်ရွှေရမင်းဦးကပူဇော်တည်ဆိုခဲ့ပါတယ်။အဲ့နောက်မှာတော့ပင့်တန်ကအရှင်သူမြတ်များအားဘဝဝိတ္ထုများစက္ကတ်လူတန်းခဲ့ကြပြီး အပူဇော်ခန်ဆရာတော်အရှင်သူမြတ်အားပဲနယ်ကုန်တောရကျောင်းဆရာတော်ဦးဝီမလာဒေတာကွန်ပျူပူဇော်အပ်တော်မင်္ဂလာရတုပိုက်ဆောင်ကိုတေးတန့်ရှင်နန်းကျောက်ကလေးရာကတည်ကြည်ပူဇော်ခဲ့တယ်လို့သိရှိရပါတယ်။အဲ့နောက်မှာတော့တာနာတော်ဆိုင်ရာဘုဒ္ဓစိတ်တော်ရာပတ္တနာဝိစိတ်တမထေမြတ်အားမဟာကမ္မထာနာစတိယဘုဒ္ဓစိတ်တော်နဲ့အဆောင်ရောင်များ လူပွဲဝိတုပစ္စည်းများကို ထပ်ဆင့်ပူဇော်လှူဒါန်းခဲ့ကြပါတယ်။ဆက်လက်ပြီးအပူဇော်ခံစရာတော့အရှင်သူမြတ်အားစနိယပတန်တဲ့ရေးဆက်ပူဇော်တော့ထေရူပတိရတုလွာကိုတင်းထန်ချင်းရွှေရင်မင်းဦးမှပူဇော်တည်ဆောက်ခဲ့ပါတယ်။အဲ့နောက်မှာတော့သာသနာတစ္ဆာဓမ္မစတိယမဟာကဏ္ဍဝါစကပဏိတာဗဒ္ဒနာဝိတုဒ္ဓအထံမှာအနုမောဒနာတရားဟောကြားချင်းမြင့်ပြီးရေဆက်သုံးချအမြပေးဝေခဲ့ကား ဗုဒ္ဓသာသနာဆီယံတည်တူသုံးချိန်ရွတ်ဆိုပြီးခန္ဓာကိုအောင်မြင်စွာရှုသိမ့်ခဲ့ပါတယ်။သာနာတောင်ဝင်ထမ်းဆောင်ခြင်းကိုချီးညိုအသိမှတ်ပူဇော်သောအားဖြင့်2025ခုနှစ်ဇန်နဝါရီလ4ရက်နေ့နဲ့ရင်းနေမှာပြည်အောင်စုတမနာမြန်မာနိုင်ငံတော်မှာမဟာကမ္မထာနာစတိယပွဲတစိတ်တော်ကိုဆက်ကအလှူခံရရှိတော်မူခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ တာနာတော်ဆိုင်ရာဘွဲတစိတ်တော်ရာဆရာတော်ဗဒ္ဒနာဝိစိတမထေမြတ်အားမဟာကမ္မန္ထနာစတိယဘွဲတစိတ်တော်ထသင့်ကုန်ပြုပူဇော်ခြင်းဂုဏဝိသိတ်တာပူဇော်ခြင်းမင်္ဂလာခန်းနာနဲ့တူရွှေဓမ္မရိတ်ညင်ကျောင်းတိုက်တွင်တိတန့်ယောဂီဆောင်ရည်ဆက်ချပွဲကိုလည်းပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်ချင်း